ထိုင်းနိုင်ငံဟာလက်ရှိဝင်ရုပ်ပိတုံတန်းရှင်နာဝတ်အစိုးရအဖွဲ့ကိုဥဆောင်လိုက်တဲ့အချိန်ကစပြီးတရုတ်ဖက်ကိုတည်တည်တသာရိမ့်လာတယ်လို့ယူဆစရာရှိပါတယ်။စက်ကောင်စီကိုလူရသွင်းဆက်ဆံတဲ့ကိစ္စမှာတော့နောက်ွယ်မှာတရုတ်ရှိနေသလားဆိုတာကလည်းစဉ်းစားစရာဖြစ်နေပါတယ်။အစိုးရတက်လက်ထက်မှာလူငယ်တွေကိုဖမ်းဆီးပြီးစက်ကောင်စီလက်ထက်ပြန်အပ်ထားတဲ့ရှိလာတာကြောင့်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာချွေပြောင်းလုံသမားတွေအတွက်တောင်းလုံုံစိတ်ချရတဲ့အာမခံမှုဟာနှဲပါလာပါတယ်။အခုရပိုင်းအတွင်းမှာတော့ထိုင်းအစိုးရရဲ့ဒုတိယဝန်ကြီးချုပ်နဲ့ဗန္ဒာယီဝန်ကြီးဦးဆောင်တဲ့အဖွဲ့ အမေရိကန်နိုင်ငံကိုရောက်ရှိလာဖို့ရှိတယ်လို့သတင်းရရှိပါတယ်ဒီနေ့အင်တာဗျူးစီစဉ်ကတော့ဒီခီးစဉ်ကနေမြန်မာအရေးအတွက်တခုခုအကျိုးရှိအောင်မြန်မာဒီမိုကရေစီအင်အားစုတွေဘက်ကပါရီလှုပ်ဆောင်တင်တယ်လဲအမေရိကန်အစိုးရကနေတဆင့်ထိုင်းအစိုးရပေါ်မှာဘလို့သတင်းစကားတွေပေးတင်တယ်လဲဒီလိုပေးလို့ရနိုင်တဲ့အနေအထားကိုရှိသလားစတဲ့အကြောင်းအရာတွေကိုတွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်တွေ့ဆုံမေးမြန်းမှုအတွက်ဖိတ်ခေါ်ထားတဲ့ဘန်နယ်ကတော့ American ပြည်တော်စု Pablo Community ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဆရာ Steven Sanyu ဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာမင်္ဂလာပါ။ သင်္ကလာပါခင်ဗျာโอเคဆရာအဲ့တော့ပထမဆုံးမေးချင်တာကဆရာဟိုဒီတချီအစိုးရပေါ့နော်ဒါဝင်းကျုပ်ပေတုံတန်းရှင်နယ်ဝက်အစိုးရကဒါကျမတို့အမြင်ရဆိုလို့ရှိရင်တော့စက်ကောင်စီနဲ့တော်တော်လေးနှိဆက်လာတယ်ပေါ့နော်နှိဆက်လာတယ်လို့တစ်ဖက်မှာလည်းဒါတရုတ်ကိုရိမ့်တဲ့အစိုးရလို့ပြောလို့ရမလားဆရာဘယ်လိုမြင်လဲအဲ့ဒါလေးကိုအရင်ဆုံးပြောပေးပါအောင်ရှင်ပြောရင်ရပါတယ်ဘာကြောင့်လဲဆိုတော့ဒါကဟိုအပြုတ်ထေလက်တွေးလောက်တော့ကိုကျွန်တော်တို့ပြန်ပြီးတော့ကြီးနိုင်တယ်ပေါ့လေနော်တုတ်တန်နိုင်တယ် ဲ့တော့အနည်းဆန်းဆိုတော့ပါလဲဆိုတော့ဒီဝီဂါတွေကိုအာဝီဂါမွတ်စလင်တွေဗီယုတ်ကိုပြန်ပို့လိုက်တဲ့ကိစ္စကဒါလောက်ဝညှင့်လို့မရတဲ့ကိစ္စပေါ့လေနော်ဒါကကျွန်တော်လောက်ပဲသုံးတယ်တော့လားဆိုတော့မဟုတ်ဘူးဒီထိုင်းအာနိုင်ငံရေးသမားတွေရောတတိယသမားတွေရောပညာရှင်တွေရောနိုင်ငံတကာပေါ့အထူးသဖြင့်အမေရိကန်ပေါ့အဲ့လိုမျိုးသုံးတယ်အနေထားတွေရှိတော့ပေါ့လေနော်ဘာကြောင့်လဲဆိုတော့ဒီလူတွေကိုပြန်မပိုးပါနဲ့ဆိုတော့အခြေခြေကြတယ်အမေရိကန်ကရောပေါ့လေနော် ပြီးရင်တထိုင်ထဲမှာသူတို့ထိတ်သိမ်းထားတာလည်းကြောက်ပြီပေါ့ဒီလောက်ကအချုပ်ထဲမှာပေါ့လေနော်အခုမှအအတင်းထုတ်အန်လိုက်ရတဲ့အနေထားပေါ့ဒီဗီဒေါတန်တရုတ်ကိုမသွားခင်ပေါ့သွားပြီးရင်ညီနိုင်လာတဲ့အေးစားတွေပေါ့လေနော်အဲ့လိုအနေထားမျိုးမှာဒီအမေရိကန်ကတော်တော်အာတဘောမကြတဲ့ပုံဖြစ်သွားတယ်ဘာလို့ဆိုအတန်တန်ပြောနေရင်လည်းအာဘသူက ဒါထိုင်းဆိုရတော့လိတ်တာပေါ့လေနော်လိတ်ပြီးပြောတယ်ဘယ်နိုင်ငံမှာခေါ်တော့မရှိဘူးဒါကြောင့်အကျော်ကြီးထိသိထားမနိုင်ဘူးဆိုတဲ့ပုံစံမျိုးဒါအရင်အရင်တည်းကသမိုင်းတချိန်ဒီဘူဂျိုကြီးပရာယူလိတ်ထိတဲ့ကသူတို့ကရှိနေတာဘူဂျိုကြီးပရာယူတာမှာတရုတ်လက်ထက်ထုံးမအောင်ဘူးဘာကြောင့်လဲဆိုတော့တရုတ်ထုတ်အပ်ရင်အမေရိကန်နဲ့အဆင်မပြေဖြစ်သွားမယ်ပေါ့လေနော်အာနိုင်ငံချောက်လည်းမပူဘူးဘာကြောင့်လဲဒီတာဒီယာနိုင်ငံတွေတခြားနိုင်ငံတွေပေါ့လေနော်မပူတာပူလိုက်ရင်လည်းတရုတ်ကမကြည့်မလဲဖြစ်မယ်ကာဂိုရှောင်လွဲ့တဲ့အနေနဲ့အထိုင်းမှာပဲ အာထားထားတဲ့ထိမ့်သိမ်းထားတဲ့အနေထားပေါ့လေနော်။ဒါကကိုအနာသိတဲ့ပူချုပ်ကြီးအဆုအာဘရယူအဆုကတောင်မှမလုံတဲ့ဟာကိုအခု tax ရအဲ့လိုမျိုးအာရဲဆော်ပြီးတော့ထိုးကျွေးတယ်ပေါ့လေနော်။အဲ့လိုအနေထားမျိုးမှဘယ်သူမှလည်းအမိမကြည့်ဘူးနော်။အထူးသဖြင့်ဒီဒီတွင်းနိုင်ငံရေးပေါ့။အဲ့လိုဒီထားမျိုးတွေရှိတယ်။ဒါကြောင့်လောက်ဝတရုတ်ဖေးကိုရိတ်တယ်လို့ပြောလို့ရတယ်။အာပြီးရင်ကုနာဒီကျွန်တော်ဒီပမာပြည်ဖေကာဒီကြော့ဖြာကိစ္စတွေမှာပေါ့လေနော်တရုတ်ရဲ့ပါဝင်ပတ်သိမှုတွေလာရောက်ချဲ့လဲမှုတွေ ပြီးရတယုံရက်တာဖွဲ့တွေထိုင်းထဲမှာအခြေဆိုင်မဲ့ကိစ္စတွေပေါ့ဒါတွေကကျွန်တော်တို့ဒီသမန်ဒူဘိအနေနဲ့ကြီးရဲဆိုတာပါဒါတွေကလောက်အမြင်သာထင်ရှားတဲ့အခြေအနေဖြစ်တယ် ဟုတ်ကဲ့ဆရာအဲ့တော့တခုရှိတာကအခုဒါမကြသေးခင်ကလည်းပေါ့နော်ဒီ bins တဲ့အဲထိတိအစီဝေးပွဲကိုဒါမြန်မာပြည်ကစကစခေါင်းဆောင်ပေါ့နော်ကိုဖိတ်ခဲ့တာနေရှိရပေါ့လေဒီအနေထားပေါ်မှာဝဆရာဘယ်လိုမြင်လဲဒါကဟိုသစင်ကိုတိုင်ကတချို့ဝေဖန်ကြတာကသစင်ကိုတိုင်ကဒါ close time ဖြစ်တယ်ပေါ့နော်စကစနဲ့အဲဒီပိုချုပ်မူကြီးမေးအောင်ခိုင်းနေပေါ့နော်ဒါတစ်ချက်ရှိတယ်နောက်တစ်ချက်ကဒီနောက်ွယ်မှာတရုတ်များရှိနိုင်မလားဆိုတော့အဲစဉ်းစားသုံးသပ်မှုတွေလည်းရှိလာတယ်ဆိုတော့ဒီဆရာကဘယ်လိုသဘောသဘောပေါက်မိတယ်လဲဆရာ ဲ့ဒီဟာလဲအဲ့ဒီဟာလဲတဘောကိုထဲလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အခုအလောက်ကဒီအထူးသဖြင့်ဒီနိုင်ငံရေးတမားပေါ့လေနော်ထိုင်းနိုင်ငံရေးတမားတွေတော်တော်များများအတိုက်ခတ်ပါဝင်ပေါ့လေနော်ဒီတတိထားပြီးရကစားဖို့ဒီ regional ကိစ္စတွေရော global ကိစ္စတွေရောပေါ့ဘာလို့ဆိုတော့တရုတ်နဲ့အမေရိကန်နဲ့အပြိုင်ပြေရရှိနေပြီပြည်တော်တွင်းမှာရောပေါ့လေနော်နိုင်ငံတကာနဲ့ကြီးမဲ့ဆိုရင်စီးပွားရေးအရာရောအပြိုင်ပြေဖြစ်နေတယ်အဲ့တော့ခုမှမဟုတ်ဘူးသူတို့ဒီ အာ trend တဲလာပြီးနောက်ပိုက်တဲ့ NVIDIA တွေပြောနေတာရွေးကောက်ပွဲအနိုင်ရတဲ့ပေါ့နော်တရားဝင်အာ champ base သမရအပြင်တော့ champ base ဆိုမှကြေးသေးကပေါ့လေနော်အဲ့တော့အနိုင်ရွေးကောက်ပွဲရလာအောင် trade ပြီးဆိုတာနဲ့အဲ့ဒါတွေပြင်ဆင်ပြီးဆိုပြအတိုင်းခံတွေကဒါပညာရှင်တွေကထိုက်ပူချုပ်ကြီးတွေပါပါတယ်အာအဲ့လိုမျိုးပူချုပ်ကြီးတွေဆိုတော့ကျွန်တော်တို့ဘမပြည်နယ်တော့ဟိုနိုင်ရှင်လို့မရဘူးပေါ့လေနော်ထိုက်ရပူချုပ်ကြီးအာတချို့တွေကဒီတကယ်ပညာဓာတ်တွေနိုင်ငံတကာနေအမေရိကန်လိုနိုင်ငံတွေပြောနေ PhD ပွဲတွေ အာရထားတဲ့အာလူတွေဖြစ်တဲ့လူကြီးလည်းဖြစ်တဲ့ဒီလိုမျိုးပညာကံရေကံတမလည်းအာထထပါပါရှိတယ်ပေါ့လေနော်ဒါတကယ်အတွေ့အကြုံရှိတဲ့လူဒီလူတွေကနိမြတခြားအောင်လို့ပြောလာနေတယ်ဒီလူတွေကအရင်ကလည်းစက်ကမ်းမဘူချုပ်ကြီးအာရထူးတွေရှိသလိုတကယ်ဩဇာညောင်းတဲ့အမျိုးသားလုံခြုံရေးကောင်စီဆိုတာထိုင်းမှာအရင်အစိုးရရဲ့အထင်မှရှိတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီလိုမျိုးနေရာတွေမှာတောင်းယူထားတဲ့လူတွေတောင်းယူခဲ့တဲ့လူတွေပေါ့လေနော်အာ အတွင်းရင်းမှုတွေအဲ့လိုမျိုးလူတွေကပြောနေတယ်အခုလက်ရှိလဲဒီလူတွေကပြောနေသေးတယ်ပြီးရင်လက်ရှိအစိုးရကတက္ကစီအနာဝချက်လန်နေတယ်ပေါ့လေနော်တက္ကစီအစိုးရပဲပြောပြောသူသမီးဥဆောင်တယ်ပေါ့လေနော် officially ဒီကပြောမှဆိုရတော့ဒီအစိုးရမှလည်းလက်ရှိအချိန်အထိအကြံပေးအဖြစ်လုပ်နေသေးတယ်အပြုသားလုပ်ချိုရေးပိုင်းနဲ့ပတ်သေးတဲ့ဟာတွေပေါ့နော်ဒီလူတွေလည်းပြောနေတာအကြံပေးနေတယ်တော့ပဲဟိုနောက်မထားဘူးကြီးမဆိုင်ဘူးပေါ့အဲ့လိုအနေထားတွေမျိုးဖြစ်နေတယ်ပေါ့လေနော်အဲ့တော့သူသဖြင့်ကတရုတ်နဲ့ ပို့ပြီး close ဖြစ်တယ်အာဒါကလည်းတွေ့အချင်းတွေကြားတယ်ပြီးရင်အာအခုဒီ Thai ဆိုအနေနဲ့ allot တိုင်းပြီးလုံနေတဲ့ကိစ္စကဒီ entertainment ဆိုတဲ့ကိစ္စအကစီတို့ထားဖို့ကိစ္စပေါ့လေနော်ဦးရေတွေကိုအာတရားရုံးမှာ Facebook ချစ် lotto မှာတင်သွင်းပြီးရအာအတီးပြုဖို့ဦးရေတွေပြတ်ထဖို့ကိစ္စပေါ့လေနော်အဲ့ဒါတွေကိုလည်းအတင့်ကြံလုံနေအဲ့ဒီကိစ္စမှလည်းအာ sorry ဆိုတဲ့အထောက်အထားတွေတော့ကျွန်တော်တို့တော့မရသေးဘူး ဒါပေမဲ့ကောလာဟလတွေကထွင်နေတယ်။ဘာလို့လဲဆိုတော့ tax ရဲ့ကိုအဲ့ဒီဟာလောက်ဖို့အတွေ့ကိုလာထိုးထားပြီးပြီ။အဲ့လိုဒီထားတွေပြောပါလေနော်။ဆိုတော့အ내ဆုံး၄ဦးရှိတယ်ပေါ့လေနော်။အာဘာလို့နေရခွဲပြီးတဲ့နေရတနေရဘသူကဘယ်နေရဘသူကဘယ်နေရဆိုတော့သူပိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အာလူတွေကလည်းစီးပွားရေးသမားတွေကလည်းသူချစ်ကန်တဲ့အားတွေရှိတဲ့ပြီးရဲ့အဲ့ဒီမျိုးပေါ့နေတော့ပနမာပေါ့အာအကျံပြေဟို supporting ထားတဲ့ပုံစံမျိုးကိုအဲ့လိုမျိုးတွေလှောက်ထားတဲ့ဟာတွေရှိတယ်။အဲ့ဒါကြောင့် ဲ့ဒီတော့သူတို့ကဟိုတင်းတုံးရိုက်ပြီးရဲ့ဥရိပြထန်းနိုင်ရေးဆိုပြီးတော့အတင်းဖြီတော့ပေးနေတယ်ဒါပေမဲ့အဲ့ဒီဟာကြီးကလောက်ဝမဖြစ်ဘူးဆိုတဲ့အကြောင်းကိုလည်းကတော့ညှိုးသက်လို့ချွေးကောင်းစီမှာအတွင်းမှုလောလောခဲ့တဲ့ဒုတိယပုတ်ချုပ်ကြီးကိုယ်တိုင်ကအာလောက်ဝအမခံ100%လောက်ဝမဖြစ်စေရဖြစ်ပါဘူးဆိုတဲ့ဟာအဲ့လောက်ထိကိုပြောတိုင်းနေထားမှုရှိတယ်ဒါကြောင့်ပဲပြောပြောအာတရုတ်ကိုအဓိကအာရိုက်တယ်ပေါ့လေနော်ဒီလက်ရှိ tax အုပ်စုအနေနဲ့ tax သမီးရောပေါ့ အဲ့လိုအနေထားမျိုးမှာဒီအခုလို့အမေရိကန်ကအခေါ်ကိစ္စတွေချမှတ်မဲ့ဆိုတဲ့ဟာကိုလှုပ်လှတဲ့အခါကျတော့အစားတဲ့ဟာအကြံပေးနေတယ်ဒီပူထုတ်ကြီးတွေရောရောပညာရှင်တွေရောရောပေါ့လေနော်တရုတ်အအမေရိကန်နဲ့ညီနိုင်ကိုပြင်ဆင်ပါတော့စီစဉ်ပါတော့အမြန်စီစဉ်ပါဆိုတဲ့ဟာကိုလောက်ဝဂူမဆိုင်ဘူးသူရှိရနေပြီးအထရန်သမ္မတဖြည့်ပြီးဆိုတာနဲ့ဒီ VNN လို့ပြောလို့ VNN ကနံပါတ်1အရှေ့အရှေ့တောင်အရှေ့ကမှနံပါတ်1 အဲ့ဒီကုတ်တွေရရှိတယ်လေအမေရိကန်နဲ့ထိုက်ကအပြောကြီးပြောတော့အဲ့တော့သူကချစ်ချင်းအာအမေရိကန်ကိုလာပြီးရွှေတွေးတော်တွေဘာတွေလောက်တဲ့သူနည်းသူပဲတခြားနိုင်ငံတွေလည်းလုံပြီးပြီပေါ့လေနော်စင်ကာပူကောမျိုးနိုင်ငံကြီးတွေပါဂျပန်တွေအစားပေါ့အဲ့တော့ထိုက်ရပါမှမလို့အဲ့တော့လောက်ပါအမရဘူးအတိုက်ခံနေရောပညာရှင်တွေရောပေါ့လေနော်အဲ့ဒါကြောင့်သူကပြီးတော့ပြီးပြီလောက်ပါလောက်ပါလို့ပြောနေတော့ခုမှမလွဲမရှောင်းသွားနဲ့အာတင်းတုံးရိုက်ပြီးလောက်တာဘာလို့ဆိုဒီအခေါ်ကဒီနေ့ကစာပြီးရဲ့အသိဝင်တာပေါ့လေနော်အဲ့ဒါ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်စားနောက်နောက်တစ်ခုရှိတာကအခုကဟိုအစိုးရအသက်တက်လာတဲ့အခါကျတော့အစိုးရအသက်ဆိုတာအခုဘီတိုနက်ရှင်နယ်ဝက်တက်လာပြီးတဲ့အခါကျတော့အဲဒီထိုင်းအစိုးရရဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာတော့အားမရတာတွေရှိတယ်ပေါ့နော်ပေါ်ကြုံမွေးမရောင်းလိုင်းကိုဖိတ်တဲ့ကိစ္စတွေမှာလည်းသူ့ပြည်တွင်းမှာကိုကအာသူ့ပြည်သူလူထုကလည်းမကြိုက်ဘူးတိုက်ခိုက်အင်အားစုတွေကလည်းမကြိုက်ဘူးအဲ့ဒီအနေအထားမှာဇွတ်လုသွားတာရှိတယ်ပေါ့လေအဲ့တော့စိုးရင်စရာတစ်ခုကအောက်မှာမြန်မာနိုင်ငံကနေပြီးတော့ထိုင်းမှာသွားပြီးတော့လုပ်နေကြတယ်ရွှေပြောင်းအလုပ်သမားတွေကဒါတန်းနဲ့ရှိပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအပေါ်မှာရောဒီစိုးရ ရရဲ့ဒီကင်တွေပုံတွေကပို့ပြီးတော့ရစစ်ကြမ်းကြုတ်လာနိုင်တဲ့အနေအထားမျိုးရှိသလားအာဘလို့ရှိတယ်လဲဘာတွေဆိုရင်ဇာချီလဲအဲ့ဒါလေးကိုရင်းချုပ်ပြီးပြောပေးပါလားဆရာဟုတ်โอเคခင်ဗျာကျွန်တော်ကတော့လည်းတချီလေးဟိုမေးမေးသွားကြံကဲသွားတယ်ပေါ့ဒီ best အစီဝေးနဲ့ပတ်သက်ပြီးပေါ့လေနော်ဟုတ်ပါတယ်အဲ့ဒါလည်းဒီနောက်ကွယ်နေပြီအမြော်ကြီးပေါ့လေနော်ဒီ taxing ရဲ့ power ပတ်သိမှုတွေတရုတ်ရဲ့အာအကြံပေးမှုတွေပေါ့လေနော်ပြီးရင်ဒီ Malaysia အာ အာဆီယံရဲ့ဥက္ကဋ္ဌတော်ဝင်ယူထားတာပေါ့လေနော်သူကမလေးရှားအဲဒီအာဆီယံအဖွဲ့တစ်ခုလုံးအနေနဲ့မဟုတ်ဘဲနဲ့သူက individual ပဲသူက advisor ဆိုပြီးတော့သူကခံထားတော် tax ကိုအဲ့တော့ဒီနောက်ကွယ်မှာအများကြီးဆက်စပ်ပတ်သိမှုရှိတယ်ပေါ့လေနော်အဲ့ဒီအာမဲအောင်လိုက်ခိုင်ကိုလာမဲ့အစည်းအဝေးလာတင်မဲ့ကိစ္စအဲ့ဒီမှာလည်းသူတို့ကမျော်လင့်ထားတာကလက်ဝမလာနိုင်လောက်ဘူးပေါ့လေနော်အာမဲအောင်လိုက်အနေနဲ့ဘာကြောင့်လဲဆိုတော့ဒီမှာ အာတပ်ဖြန်းတာတွေလည်းအမျိုးအစားရှိတယ်ပုံချဲပြီးတပ်ဖြန်းနေတယ်ပြည်သူတွေကိုနောက်တစ်ချက်အရေးပေါ်ကြီးအဲ့ဒီမှာစီးပွားမဆောင်ခင်မှာဒီနယ်လျင်လောက်တော့အကြီးအကျယ်အာပစ္စည်းဆုံးရှုံးမှုတွေရှိတယ်အဲ့ဒီလိုမျိုးကိစ္စတော့မှာဘယ်ကဘာခေါဆာမှာအဲ့လိုမျိုးဒီတိုက်ပြည်တွင်းမှာပြုတ်တော့ကဖြစ်နေတဲ့အချိန်အခုညီပြည်သူတွေလိုအပ်နေတဲ့အချိန်မှာဒီလိုမျိုးနိုင်ငံတကာထွေတာမရှိဘူးနိုင်ငံတကာရောင်းနေတဲ့ကောက်ဆောက်တွေတောင်မှချစ်ချစ်ကိုနိုင်ငံကိုပြန်ပြီးလာတဲ့အနေထားဒါကြောင့်မရောက်လိုက်အောင်မလာနိုင်ဘူး online နေပြီးရတယ်လိမ့်မဲ့ပေါ့အဲ့လိုမျိုးသူတို့ကအာပထမ user တော့ပေါ့အဲ့လိုမျိုးတည်တဲ့ဆိုရင်ထိုင်းဆိုတာအနေနဲ့လည်းနည်းနည်းတက်သွားသွားတယ်ပေါ့လေနော်နိုင်ငံတကာရဲ့ PR တိုင်းခန့်ရဲ့ PR ဆိုတော့အဲ့လိုမျိုးသူတို့ကထင်းတယ်ဒါပေမဲ့မဲ့ online မရမကသူတည်တယ်ပြီးရင်ကျွန်တော်အာသိသိချာချာကြားရတဲ့တင်းကဒီမဲ့ online ကဒီဝကြီးချုပ်အဲ taxi တမီးဝကြီးချုပ်အာပေးတော်ထံကိုပေါ့လေနော်တွေ့ခွေတောင်းတယ် ဘာမှအကြောင်းမပြန်ဘူးအာဒုတိယအကျိလဲထတောက်တယ်ပေါ့လေနော်အာနှစ်ယောက်တွေ့ခဲ့ပေးပါထိုင်းဝန်ကြီးချုပ်နဲ့အာမေအောင်လိုင်းနဲ့တွေ့ဆုပ်ချင်းနဲ့ဦးချင်းတွေ့ဆုပ်ချင်းနဲ့ဆိုပြီးအဲ့လိုမျိုးတွေ့ခဲ့တောင်းရတူကျွန်တော်တို့တင်းကြောက်တယ်အဲ့တော့ကျွန်တော်ကဘယ်မှာနိုင်နိုင်ရှိကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီမေအောင်လိုင်းကိုဆက်ဆံဖို့သူတို့မှလည်းအကြတွေးနေတယ်ပုံရရတယ်ပေါ့လေနော်ထိုင်းအစိုးရအနေနဲ့လည်းအမေအောင်လာရောအပြင်အစိတ်ထဲကနေပြီးထောက်ခံရှင်ထောက်ခံတယ်မှာအပြင်ထုတ်လို့မရတဲ့အနေထားမျိုးပေါ့လေနော်နိုင်ငံတကာအနေထားတွေလည်းရှိတယ်အဲ့ဒီအခါကျတော့ ဒီတခြားနိုင်ငံကောက်ဆောက်တွေလည်းကြတော့ခက်ခဲနော်နိုင်ငံတော့အစ်ပေါ်လိနော်ဝူကြီးဒုတိယဝူကြီးချုပ်တွေအဲ့လိုမျိုးစစ်တပ်အခမ်းအနားတွေနဲ့ကြိုးဆိုတာတွေလုပ်တဲ့ဒါပေမဲ့မင်းအောင်လိုင်လည်းကြတော့ပတ်မဟုတ်တဲ့ဒီအလုသမားဝူကြီးအစ်ဒုတိယဝူကြီးချုပ်တော်လည်းမရှိဘူးပေါ်လိနော်သာမန်ဝူကြီးအစိုးရအဖွဲ့ဝင်ဝူကြီးတရားပဲအနေထားပဲရှိတဲ့အဲ့လိုမျိုးလူကိုသွားကြိုခိုက်တဲ့အနေထားမှာတကယ်ရှစ်ပိုင်းရတော့ရှစ်စီရပေါ်လိနော်ဘာပဲပြောပြောသူလာခဲ့ပြီးအာသူလာခဲ့ပြီးရဲ့နောက်ပိုင်းမှာအခုဒီအလုသမားကိစ္စတွေကို မင်း online ကလည်းသူခင်မဒီ resource အမြော်ကြီးလိုနေတော့ဟုတ်ဒီငွေချေးအရာလဲလိုတယ်လူအင်အားအရာလဲလိုတယ်ပေါ့အဲ့ဒါကြောင့်အမျိုးစုံနဲ့သူ PR ပေးတာတွေလုံးမဲ့လုံနိုင်ဖို့အလားအလားအမြော်ကြီးရှိတယ်ပေါ့လीနော်ထိုင်အာထိုင်အလုပ်ကဝကြီးနေပဲဖြစ်ဖြစ်ထိုက်အစိုးရနေပဲဖြစ်ဖြစ်သူတို့နိစာရချင်းရန်အနည်းပြချစ်ကံပြီးရဲ့ အာသူအတွေ့ကအကျိုးအမြန်ရနိုင်မလဲဘလို့အသုံးချလို့ရမလဲဆိုတော့ရှင်နေမှာတောက်ဆုံးမယ်ဆိုတော့ပြေးချရတယ်ကျွန်တော်တို့ရဲ့အာတချို့ joy ထားရတဲ့ဟာတွေလည်းရှိတော့ပေါ့လေနော်အဲ့လိုမျိုးနောက်ပိုင်းအာသိသိချာချာတည်းရလာတဲ့အခါကျရင်ကျွန်တော်ထောက်ပြီးတော့ပြောမယ်ပေါ့လေနော်အဲ့ဒါကနာကသူအစီဝေးလာနေတဲ့ကိစ္စနဲ့နောက်ပြီးထိုက်ထဲမှာရှိတဲ့အာမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးရရှေ့ရှေ့လှုပ်လှနိုင်တဲ့အနေထားပေါ့လေနော်အဲ့တော့ဒီကြမ်းလာနိုင်တဲ့အနေထားတော့ရှိတယ်အာ နည်းမျိုးစုံတယ်ပေါ့လေနော်အခုတော့မှဒီတကြံကော်လာမှာဘာမှပြီကိုအာတော်လက်ခဲရှိတယ်အာဒီတိုင်းသူတို့ဟိုဖိမိဘူးပေါ့လေနော်ပြန်ဝင်လာရင်ဆိုတော့အဲ့လိုမျိုးဟာတွေရှိတယ်ဒါတွေကလည်း language တစ်ခုလို့ပြောလို့ရတယ်ဘာလို့ဆိုအများကြီးအာဘာမှပြီမှာသူအရင်အမြင်လေးလူအန်နေတဲ့အနေထားရှိတယ်မင်းအောင်လိုက်ပေါ့လေနော်အဲ့ဒါကိုသူတော့ချင်းဆောင်းတော့တဲ့ပုံစံမျိုးနဲ့အာငါတို့နိုင်ငံကိုငါတို့နိုင်ငံသားတွေအလဲပြပို့အတွက်အာမင်းတို့ခွင့်ပြုပေးပါဆိုတဲ့ပုံစံမျိုးနဲ့တကယ်ကအဲ့ဒါဟိုဟိုပြည်ကြီးကို ပြက်ကြီးဖုတ်ထားတာပဲအချိန်ကရှိရှိပြုံးမယ်ဆိုရင်လေအာဟုတ်ပြီထိုင်းအတွက်ပြန်သနာမရှိဘူးဘာလို့လဲဆိုတော့ဒါကသူကပမာတနိုင်ငံသားပမာနိုင်ငံသားတခုတည်းလောက်တော့မဟုတ်လေဒီအင်ဒိုအာကမ်ဘောဒီးယားလိုလောက်လို့လည်းတောက်တယ်ဒါဘောဒဘာသာနိုင်ငံတွေဒါတကြံယူရတကြံချစ်ပါတဲ့အာဒေသတွေပေါ့လေနော်အဲ့လိုမျိုးနေထားတွေမှာသူကအတုံးချလိုက်တော့ပေါ့ရှိရှိပြုံးမယ်ဆိုအခွင့်အရေးအတုံးချတာပေါ့အဲ့တော့ဘယ်လိုမျိုးဖြစ်လာမယ်ဆိုအက်တီတူတွေပြန်တယ် အာထိုင်းအဝင်ထွေပြဿနာမရှိဘူးပဲဘမပြည်ဝင်လို့ရတဲ့တပိမဲ့ထွေတဲ့ခါကျရင်အဲ့ဒီမှာပြဿနာအကြီးကျယ်ရှိနိုင်တယ်ဘာဒီဒီမထွေခိုင်းတာတို့ပေါ့လေနော်အာဖန်စီဝင်ငွေညင်တာတို့အဲ့လိုဟာတွေပြောဖြစ်လာမှသိချရတယ်နောက်ပိုင်းလဲအာဖြစ်လာဖို့အလားအလာရှိတယ်အထူးသဖြင့်ကုလူမျိုးကုတ်ွယ်ပေါ်တွေချာမန်တဲ့ခါကျရင်အတွင်းကုတ်ပိုကုတ်တွေကအလောက်ကလီပီဖြစ်သွားမယ်အဲ့ဒီမှာအလုံသမားတွေအာရှော့ချာရာတွေ EC တွေမပိုနိုင်တာတွေအများကြီးပဲအဲ့ဒါအကျိုးသိရမှုအများကြီးရှိတယ်အခု ာမနေ့ကပဲဒီလော်တော့မှာဗောလေနော်အဲ့ဒီကိစ္စကိုဆွံ့နေတာရှိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကျေးဇူးတင်ပါတယ်အခုဒါဟိုကနော်အော်ကျွန်မကြားတာတော့ဒီထိုင်းစူးကနဲ့ဝင်ကြီးအဖွဲ့ပေါ့နော်ဒါအမေရိကကိုလာမယ်လို့ကျွန်မတို့ကြားရပါတယ်အဲ့တော့ဒီဥစ္စာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်းဆရာရေးထားတာကျွန်မတွေ့တယ်ပေါ့နော်အစိုးရဘက်ကဗီဇာပိတ်တယ်ဘာညာဆိုတာလည်းကြားတယ်ပေါ့နော်အော်အဲ့တော့ဟိုအနည်းနဲ့မြန်တော့ရောက်ရောက်ကောင်းရောက်လာနိုင်ပါတယ်ဆိုတော့ဒီအနေထားပေါ်မှာပေါ့ကျွန်မမေးချင်တာကဒါဒီအမေရိကန်အစိုးရကနေတစင်ဒါဆရာလည်းရေးထားလို့ပါအာအမေရိကန်အစိုးရကနေတစင်ဒါမြန်မာမြန်မာအတွက်ပေါ့နော်တခုခုတောင်းဆိုဖို့ဆိုတာမျိုးပေါ့နော်ဆိုတော့ဘယ်လိုတောင်းဆိုလို့ရမလဲပေါ့ င်เนาะဆရာအဲ့ဒါလေးကိုဆရာအမြင်ပြောပြပေးပါဦးဟုတ်ကဲ့ခင်ဗျာကျွန်တော်အဲ့ဒီဟာလဲကောင်းတယ်တောင်းကိုလဲကျွန်တော်အချိန်ပြီးဖြည့်ဆည်းခြင်းလို့အမြတ်ပြောဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လဲရေးတာပေါ့လေเนาะအာတည်တည်တဲ့ခြင်းလို့လှောက်ဆောင်တဲ့နဲ့လှောက်ဆောင်တဲ့ခြင်းလို့ပေါ့လေเนาะဟုတ်တယ်အာဒီကိစ္စကလဲကိုဘက်ကကိုတွေးပြီးကိုဖေးကကိုယူတာတော့မဟုတ်ဘူးပေါ့လေเนาะအာကျွန်တော်တော့အစဉ်လိုက်ပြောရမယ်ဆိုရင်ဒီလိုမျိုးအခေါ်တွေ့မြင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရဲ့အာထိုင်း တာဝါရှိတဲ့အစိုးရတာဝါရှိတဲ့ကိုယ်စားလှယ်အဖွဲ့ကဒီအမေရိကန်အစိုးရနဲ့ဆွေးနွေးဖို့ဖိအားပေးတယ်ဆိုတော့ကြာပြီဆိုတဲ့အကြောင်းပြီးခုနအစိုးရဘက်မှလည်းကျွန်တော်ဆွေးနွေးထားပြီးပြောထားပြီးပေါ့လေနော်ဘာပဲဖြစ်ဖြစ်အဲ့တော့အလော်တကြီးဟုတ်တယ်နေရာပန်ဒီဝကြီးချော်ဝနေပြတရားဝင်သွားဆွတ်ထုတ်တယ်ဆွနေဘက်လောက်တယ်ဆွနေဘက်ဝကြီးဖွဲ့စီဝဲဝဲပေါ့လေနော်အဲစီဝဲဝဲလောက်ပြီးအဲ့ဒီထက်မှနိုင်ငံခြားသောတောက်ပါတယ်ဒီအာစီဝရေးရကုတ်သွေးရေးရပေါ့နော်ကုတ်သွေးရေးအကြံပေး အာဒီအမေရိကန်နိုင်ငံတော့လူထင်းတယ်ဒါပေမဲ့အမေရိကန်နိုင်ငံအာအမေရိကန်နောက်မဲ့ပေါ့လေနော်အင်္ဂလိပ်နောက်မဲ့ကျွန်တော်တော့မသိဘူးပြည်နိုင်ငံသားဆိုတော့အဲ့ဒီထဲမှာသူလောက်တဲ့အစီအွေထဲမှာအမေရိကန်နိုင်ငံသားနေရောင်တုတ်ကြလာပေါ့ရတိညာရှင်နေပေါ့လေနော်အထူးသဖြင့်သူစီးပွားရေးနဲ့ပတ်သက်ပြီးကုတ်သွေးရေးနဲ့ပတ်သက်ပြီးအကြံပေးနေတဲ့အာလူတွေပေါ့လူကတော့အမျိုးမျိုးမဟုတ်ဘူးအစုကပဲဝင်နေပဲအီကောက်အစုတွေပဲလောက်တယ်ပြီးရင်ကျွန်တော်ပဲလောက်လို့ပြီးတော့နေသူချင်းချင်းစထုတ်တယ်ဒီအမေရိကန်ကို ကိုယ်တော်ရဲ့ခေါ်တွန်းမြင်တာနဲ့ပတ်သက်ပြီးရွာရောက်ဆွေးနွေးဖို့အတွက်တော်ဝပေးတယ်ဆိုပြီးဒုတိယဝန်ကြီးချုပ်နဲ့ဗန္ဒာရေးဝန်ကြီးဥဆောင်တဲ့အဖွဲ့ပေါ်လေနော်အဲ့ဒါသူကတော့ဥဆောင်မဲ့ဖွဲ့ကောင်းဆောင်ပြင်မဲ့ပေါ်လေနော်ဒုတိယကောင်းဆောင်ကတော့ဒီဗန်အကုတ်တွေရေးဝန်ကြီးပေါ်လေနော်ဗန္ဒာရေးဝန်ကြီးကဥဆောင်မဲ့ကုတ်တွေဝန်ကြီးကဒုတိယကောင်းဆောင်အနေနဲ့အဲ့ဒီမှာလိုက်ပါမယ်ပေါ့အဲ့လိုတွေမျိုးကိုအဲ့ဒီထက်မှအစားအစီအစဉ်ထက်မှနိုင်ငံကျော်ရေးဝန်ကြီးလည်းပါတယ်ပေါ့လေနော်ဘာလို့လဲဆိုတော့ဒါသူကမပါမဖြစ်နိုင်ငံတကာနဲ့ဆွေးဆိုင်ရမယ်ဆိုတော့တပိမဲ့ အဲ့ဒီနောက်ပိုင်းမှာအာအမေရိကန်ကဆက်ရှင်ဗီဇာဆက်ရှင်ခြားထားတာရှိတဲ့လေရှိအမေရိကန်အစိုးရတာဝန်ရှိသူတွေရောအာဒီကင်တာဝန်ယူခဲ့တဲ့အစိုးရဖွဲ့ဝင်တွေရောအာဗီဇာကတ်တမ်းမှုလောက်ပါတဲ့အမေရိကန်ဝယ်ခွင့်အစိုးရသူကနောက်မဲ့တွေမတားဘူးဘသူဘသူဗီဇာဘိတ်ပါတယ်ဆိုတော့မပြောခွင့်နဲ့အဲ့လိုမျိုးချုပ်ပြီးအာခြားလိုက်တဲ့အခါကျတော့လောက်ကအာထိုင်းအစိုးရတော်တော်တုံ့လုံသွားတဲ့အနေထားရှိတဲ့ဒါနိုင်ငံရေးသမားအတိုင်းဝိုင်းမှာရောပေါ့လေနော်ထိုင်း တရင်းစားသမားတွေရောပညာရှင်တွေရောပေါ့နော်ဟာတာရတကယ်ကြီးကျယ်တဲ့အာကိစ္စပေါ့လေနော်။ဘာလို့လဲဆိုတော့ဝက်ဖက်လိုမျိုးဖြစ်နေအချိန်မျိုးကစားလို့ရတယ်ဘသူဗီဇာရှောင်ရဲအေးအာသူတို့ကိုဒီနေလောက်တဲ့အမေရိကလာမယ်သွားမယ်ဆိုတန်တမာပဲပြည်ပြည်ဘသူပဲပြည်ပြည်နိုင်ငံချောင်းဝကြီးပဲပြည်ပြည်အဲ့လိုမျိုးချိန်မှာမကြိုင်ရင်မကြိုင်သလိုပေါ့ဗီဇာမပေးဘူးခင်ဗျားဗီဇာစီရင်ထဲမှာပါနေတယ်လီးစ်ထဲမှာပါနေတယ်ဆိုပြီးတော့ဒီနိုင်လောက်လိုက်လို့ရတယ်အဲ့ဒီထားမျိုးရှိအဲ့တော့သူကစိုးရိမ်တော့ အစိုးရတဲ့ဆိုတာဘာမှမဖြစ်မဲ့ဂုတ်သိခါဘူးလေနော်အစိုးရတရားရဲ့ဂုတ်သိခါကတော့တော်ထိခိုက်တဲ့အနေအထားမျိုးဖြစ်တယ်အဲ့တော့ကြောင့်အာသူနိုင်ငံအတွက်မှာဝေဖန်မှုတွေတကြီးကျယ်ရှိတယ်ပေါ့လေနော်ဒါထိုင်းအစိုးရရဲ့လုံရကြောင့်ဝိကတိကိစ္စပတ်သက်ပြီးအဲ့လိုဖြစ်သွားတာအဲ့ဒီအချိန်မှာကအခုလည်းအဲ့လိုမျိုးပဲပေါ့လေနော်အဲ့တော့ဒီကုတ်သွေးကိစ္စပြန်လာမယ်ဆိုရင်အခုဒီကိုယ်စားလှယ်အဖွဲ့ကိုအမေရိကန်ကိုလာဖို့အမေရိကန်ကဒီပန်တွဲမှာပေါ့လေနော်ကျွန်တော်ထင်တယ်မနေ့ဖြန်လောင်ဆိုရင်တော့ရောင်းလာပြီးထင်တယ်မနေ့ဖြန် အလောဆုံးတပိတ်ခါပေါ့လေနော်ကျွန်တော်ယူစားတာအဲ့လာကိုတောင်းလိုက်မယ်လို့ထင်တယ်ဆိုတော့ဘာလို့မနေရဟုတ်တနေရအထိအာဗီဇာဆက်သွဲတယ်ရှောက်တဲ့အထက်မှာဒီထိုင်းနိုင်ငံချော်ယူကိုကြီးမရီကိုဗီဇာမပေးဘူးဆိုပြီးကချစ်ချစ်တတိယရတယ်ပေါ့လေနော်အဲ့တော့သူတို့လည်းတော်တော်ညီနတင်းနဲ့ပုတ်ပူတယ်ပုံစံမျိုးတော့ဖြစ်သွားတာကိုအချိန်ရတဲ့ပုံစံမျိုးတော့ဖြစ်သွားတာပေါ့လေနော်ပါပါပြပြသူမပါဘူးကြံတဲ့လူကတော့လာလိမ့်မယ်ပေါ့လေနော်လာပြီးရဲ့ ာညှိနှိုင်းတာတွေရှင်တွေးတာတွေလုပ်လို့ပဲအဲ့တော့အခုကိုယ်စလက်အဖွဲ့ကအဓိကဒီအမေရိကန်အစိုးရနဲ့ဆွေးနွေးမဲ့အထက်မှာခုနကကျွန်တော်ကြီးထားတဲ့အထက်မှာပါတဲ့အခြေလေးတွေနဲ့မတူဘူးပေါ့လေနော်အဲ့တော့ကျွန်တော်နည်းနည်းချုပ်ပြီးပြောရမယ်ဆိုရင်အခုလမဲ့အဖွဲ့ဆွေးနွေးမဲ့အထက်မှာအချင်းငါးခြေသူကဦးစားပေးထားတယ်အဲ့ဒီငါးခြေကပါလဲဆိုတော့ဒီအာတရုတ်ကုတ်တွေသူကတရုတ်ဆွတော်နောက်မှမတန်ဘူးနိုင်ငံခြားကအခြားနိုင်ငံတစ်ခုခုကနေပြီးရင် ီအခေါ်ရှောင်တဲ့ပုံစံမျိုးနဲ့ဒီအမူရင်းလာတဲ့နိုင်ငံကိုမဖော်ပြဘဲနဲ့ made in thailand ဆိုတဲ့ပုံစံမျိုးထိုက်ရသူကစီးပွားရေးကြိုက်ခင်လည်းမဟုတ်ဘူးလေဆိုတော့ထိုက်ကနေပြီးတော့ကုန်စီပိုးချောက်တဲ့ပုံစံမျိုးနဲ့အမိခံပေါ့လေနော်အဲ့လိုမျိုးပုံစံတွေမပြင်းအောင်အာထိုက်ဆိုတာအနေနဲ့ပို့ပြီးအစီအစဉ်ပေးမယ်ဆက်ဆက်မှုတွေလုပ်မယ်ပြီးရင် certificate တွေထုတ်ပေးမယ်ဒီကုန်ဒီကုန်ဒီဒီပစ္စည်းဒီအာ product of thailand made in thailand ဖြစ်ပေါ်တယ်ဆိုတဲ့အကြောင်းပေါ့လေနော် အဲ့ဒီကိစ္စကိုတို့ဆွေးနွေးမယ်ပြီးတဲ့ဆိုရင်ဥပဒေတွေအာစီကန်ဒီအခေါ်နဲ့ပတ်သက်တဲ့ဟာတွေကုတ်ွယ်ရင်းနဲ့ပတ်သက်တဲ့စီကတ်တာမချေတွေထားရချော်ချော်ရော်တွေလိုင်းတော့ပြောင်းမယ်ဟာတွေလှောက်ဆောင်မှာတွေအပြောင်းရှိတယ်အဲ့ဒါတွေကမလို့အပ်ဘူးအဲ့ဒါတွေလည်းနေနဲ့ကြောင်းနေပြီအဲ့ဒီဟာတွေကိုအမြန်ဆုံးနဲ့ရုပ်သိမ်းသေးတာရုပ်သိမ်းမယ်အဖြစ်သိသေးတာဖြစ်သိမယ်ဆိုပြီးတော့အဲ့ဒီဟာတွေကိုထိုင်ဆိုအမေရိကန်ဆိုရောချပြမယ်ဆွေးနွေးမယ်အဲ့ဒီအခြေသူလို့ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ ဒီအာယင်းဒီမြုံနှံမှုထိုင်းနိုင်ငံသားတွေကအမေရိကန်နိုင်ငံကိုလော်ပြီးရင်ယင်းဒီမြုံနှံမှုတွေလုံးမဲ့အထူးသဖြင့်ဒီစိုက်ပျိုးရေးထိတ်ကုတ်ကိစ္စလက်ရထိတ်ကုတ်ကိစ္စပြီးတဲ့ဆိုရင်ယင်းနဲ့တဘဝတန်းဝေးပေါ့လေနော်အဲ့လိုမျိုးကိစ္စတွေမှာအမေရိကန်မှာလော်ပြီးရယင်းဒီမြုံနှံမှုလုံးမဲ့ပေါ့အဲ့လိုမျိုးအကြောင်းအရာတွေကိုအခုဒီလက်ရှိအစိုးရဘက်ကိုယ်စားလှယ်ကဖွဲ့စည်းပြီးတာဒီကိစ္စတွေကိုအာအဓိကထားပြီးဆွေးနွေးမယ် ဆိုတာပေါ့ဟိုကသူတယောက်ဝင်ထွေလောက်ပြီပေါ့လေနော်အဲ့တော့ကိုလည်းသူတို့ကထွေချင်းလို့မဟုတ်ဘူးဒီအတိုင်းခန့်ပါတီကနေပြအာမီဒီယာနေရာရောလော်တော့ထမ်းမှာရောအာတောင်းဆိုတာဆွေးနွေးတာအမေရိကန်ထိုင်းစုကနေနဲ့အမေရိကန်အစိုးရဆွေးနွေးတယ်ဘယ်လိုအကြောင်းအရာတွေဆွေးနွေးမဲ့ဘာတွေကိုတောင်းဆိုမဲ့ဘာတွေနဲ့အပိတ်ယူလုပ်မဲ့ဆိုတာ PPP တည်တဲ့ခြားပြားပါဆိုပြအတိတ်ကြာ PR ပေးလို့အဲ့ဒါတွေဒီမှာထွေလာတဲ့ဟာဒါပေမဲ့အဲ့ဒီမတိုက်ခင်မှာခုနကကျွန်တော်ကြည်ထားတဲ့ post အကြောင်းပြန်ရောက်လာပြီ အဲ့ဒီမဲ့တိုက်ခင်မှာပါလဲဆိုတော့ခုနအမျိုးသားလှုပ်ရှားရေးကောင်စီဝယ်ဝင်ဟောင်းတွေလက်ရှိထိုက်ဆိုရအကြံပေးနေတဲ့ဘူချုပ်ကြီးတွေကဟိုတိုင်ကပြောနေတာကသူတို့ကထိုက်ဆိုရနဲ့အမေရိကန်ဆိုရနဲ့တော်တော်ရင်းနှီးတဲ့လူတွေအထူးသဖြင့်စစ်တပ်ချင်းဝင်လေနော်အမေရိကန်တိုင်ရုံးနဲ့ရောရင်းနှီးတဲ့ native ပုံမှန်ဆက်သွဲမှုရှိတဲ့ဘူချုပ်ကြီးတွေပေါ့အာသူတို့ကအကြံပေးတာကအမေရိကန်လို့လော့တော့ဒီနော်အမေရိကန်အပြည့်ယူလို့ရမယ် ဒီလိုမျိုးအာ shopping ပါကတောင်းနေလို့မရဘူး तू ဟို trend ကစီးပွားရေးသမားဆိုတော့စီးပွားရေးအမြင်နဲ့ तू အပိနဲ့အယူနဲ့လောက်ရမယ်ပေါ့လေနော်အဲ့ဒီအထက်မှာပါပါလဲဆိုတော့အမေရိကန်လိုချင်တာကဒီအရင်ကပမာတွေကိုပမာနိုင်ငံသားတွေဒုက္ခသည်တွေကိုကူညီထောက်ပံ့နေတာအမေရိကန်အမြဲတမ်းကူညီထောက်ပံ့နေတယ်အခုပြန်လိုက်တယ်ဆိုတော့အဲ့ဒီနေရာမှာအစထိုးဝင်ရောင်းတဲ့ဆိုတဲ့ပုံစံမျိုးပေါ့လေနော်အဲ့တော့အဲ့ဒီအတုံးတော့မဟုတ်တော့မှအမေရိကန်ကမကူညီနိုင်တော့ဘူးအကူအညီတွေဖြတ်တောက်တဲ့နေရာမှာ ။ဘာပဲဖြစ်ဖြစ်ဒီလူတွေအခုညင်သာဖြတ်ထားလိုက်တဲ့ဒီလူတွေကဘယ်မှသွားလို့ပြရတာမဟုတ်ထိုင်နေမှာပဲရှိနေတယ်။အဲ့ဒါကြောင့်ဒီလူသွားချင်းအစနာထောင်ထမှုနဲ့ပတ်သက်တဲ့အထောက်ပံ့တဲ့အကူအညီတွေပဲလေနော်။ကိုပြီးကထိုင်အစိုးရအနေနဲ့ဒီလူတွေကိုပေးသွားမယ်။ဒီပမာနိုင်ငံသားတွေပေါ့သူကနောက်မဲ့တာပြီးပြောတာနော်ပမာနိုင်ငံသားတွေပါကြောင်လဲဆိုတော့နေဆန်တချောင်းမှာလဲစပြည့်တုတ်ကောက်တဲ့တွေရှိတယ်စပေးရှောက်တွေရှိတယ်အာ refugee camp တွေလဲနေဆန်တချောင်းမှာဟိုဟိုဟာနေပေါင်း20 30တဲ့ရှိနေပြီ ပြီးရင်အခုပြီးအလုံသမားပြောင်းရွှေ့အလုံသမားတွေကိစ္စလည်းရှိတယ်ဒါလည်းနိုင်ငံတကာရောင်းနေတဲ့အနေအထားပေါ့လေနော်ထိုင်အစိုးရရဲ့လမ်းဆောင်မှုတွေပေါ့အဲ့လိုမျိုးကိစ္စတွေမှာထိုင်အစိုးရအနေနဲ့ဒီပမာနိုင်ငံသားတွေကိုဥပဒေကြောင်းရဒီလူသားချင်းစာနာမှုထောက်ထားအရေးချေအရာပို့ပြီးအခုကြီးပေးသွားမယ်ဆိုတဲ့အပေးယူမျိုးလောက်ပါဆွေးနွေးပါဒါဆိုရင်အမေရိကန်လည်းဝတ်ပေါ်သွားပြီလေသူတို့တော့ဝယ်လဲမဟုတ်ဘူးသူတို့ကိုယ်စားဝင်ထမ်းပေးတဲ့ပုံစံမျိုးဖြစ်သွားတယ်ကျေနပ်နိုင်တယ်ပေါ့ဒါတချင်း နောက်တစ်ခြေကဘာလဲဆိုတော့ခုနကဒီအာကုတ်ပစ်အာစပစ္စည်းတွေပေါ့လေနော်ဒီထိုင်းအစိုးရအနေနဲ့အရင်ကကင်မရာပိုက်တယ်လေထဲမှာဒီ F35 ကိုဝယ်ဖို့ကန့်လန့်တယ်လောက်ရလဲမခံဘူးဘာလို့ဆိုသူရုပ်ချီမှုမရှိဘူးမရုပ်ချီမှုမရှိဘူးဆိုတာလဲတရုံနဲ့ထိုင်းအစိုးရနဲ့ဆက်သွက်မှုကိုအာအမေရိကန်ရဲ့ရုပ်ချီမှုမရှိဘူးပေါ့လေနော်ဘာလို့ဆိုဒီနည်းပညာတွေတခုခုရသွားမှာဆို့လို့ပေါ့ဒါကြောင့်သူကလောက်ရမရဘူးငွေရှိတာမှမရောက်တဲ့အနေထားပေါ့လေနော်ဘာပဲပြောပြော ဲ့တော့အခုအဲ့ဒီဘူချုပ်ကြီးတွေကပြောတာကရရမရရရောက်တော့မရောက်တော့သူ့ပိုင်းဒါပေမဲ့ကိုက offer လို့ဘာလို့တခြားနိုင်ငံတွေသူတို့ကတခြားနိုင်ငံတွေအလုပ်ကြီးတယ်လေပဲနိုင်ငံတွေအိန္ဒိယလိုပဲဖြစ်ဖြစ်ပဲစင်ကာပူပဲဖြစ်ဖြစ်မလေးရှားပဲဖြစ်ဖြစ်ပေါ့လေနော်သူတို့ကဘာတွေဝယ်မလဲဘာတွေရင်းနှီးမြှုပ်နှံမှုလုပ်ဝယ်မလဲလောက်ထိရင်းနှီးမြှုပ်နှံမလဲအဲဆိုတော့ဟာမျိုးအပေးအယူလုပ်တယ်ပေါ့လေနော်အဓိကငွေဆိုတော့သူလည်းငွေအကျိုးအမြတ်ရအောင်ပေါ့အမေရိကန်ဆိုတာနေတဲ့ trend နေတဲ့အဲ့တော့ကိုမေးလို့ပေးငါတို့ဝယ်မလဲ ဒီ selene pc တွေကိုတိုးပြီးဝယ်မယ်အာဒီခုနလေအာ f35 ပါဝင်ပါလိမ့်နော်ဒါတွေက billion နဲ့တော့မဟုတ်ဘူးလေအဲ့လိုမျိုးဟာတွေနဲ့ရှင်တွေပါချုပ်ပြီးအကြံပေးတယ်ပါလိမ့်နော်အဲ့ဒါကိုအခုကနှစ်ချက်ဖြစ်သွားပြီပါလိမ့်နော်ကျွန်တော်ပြောတာကဒါအရင်ချုပ်ကြည့်တယ်ပြောစကားအကြံပေးချက်ပါလိမ့်နော်အာပြီးရင်အခုဒီမှာအာလက်ရှိစုကပေါ်ပေးထောက်ထား ကိုယ်စလေအဖွဲကဆွေးနွေးမှာဟာကုတီယာဝင်ထုတ်ပြလာပြီးအချင်းသားချေပေါ့လေနော်အဲ့တော့ဘယ်ဟာဒီကိုသူတို့ဆွေးနွေးမှာတော့မသိဘူးဒါကြောင့်ဘာပဲပြောပြောကုနာကပူချုပ်ကြီးတွေဆိုတာကလည်းသာမန်လူတွေမဟုတ်ဘူးလက်ရှိအစိုးရမှာလည်းထိုင်းအစိုးရမှာလည်းအကြံပေးနေတယ်ပြီးရင်ပညာရှင်တွေလက်ဖြေတဲ့ပြီးအမေရိကန်အစိုးရကြီးရင့်နေတဲ့စစ်ဆန်ရေးလက်ရှိရသူတို့ပြောတယ်ဆိုတာတော့ဘလိုက်ပြောတာမဟုတ်ဘဲနဲ့အမေရိကန်စီကရောက်ပြန်ဟန်မှုတွေ information တွေရောက်ပြီးသူတို့ကပြန်ပြောတာပေါ့လေနော်အဲ့ဒီမှာကျွန်တော်တို့ကကျွန်တော်တို့ မ္မနိုင်ငံသားတွေအတွက်ခွဲရီးအထုတ်ချလို့ရတယ်လှုပ်ချလို့ရတယ်ပေါ့လေနော်အဲ့တော့ဘာလဲဆိုတော့ဒါတတမရေးနိုင်ငံရေးဆိုတာလေအဲ့ဒါလို့ပြောလို့ရကျွန်တော်အရှိထွေးမှာမဟုတ်နောက်ခွဲညီကစားလို့ရအရှိထွေးပြီးပြောမယ်ဥပမာကျွန်တော်ကျွန်တော်ဆိုရင်ဟာဒီအမေရိကန်အစိုးရတိုက်တော့ပါတယ်ဒီထိုင်းအစိုးရဒီလိုလုံနေပါတယ်အာပမာနိုင်ငံသားတွေဖိနှိပ်နေပါတယ်ဒီမိုကရေစီအခွဲအရေးလှုပ်ရှားမှုတွေမှာဘလောက်ထိကပ်တမ်းမှုတွေဖြစ်နေတဲ့အခက်အခဲတွေဖြစ်နေတဲ့မင်းတို့အာထိုင်းအစိုးရနဲ့အာ ခွဲခါပိုင်ရေပြော့ပေးပါဖိအားပေးပေးပါဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကတရားဝင်အဲ့ဒီဟာလူရှိမှလူပြီးရှင်ကြားထုတ်ပြောလို့အဆင်မပြေဘူးလေနော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီသွားလာတာတွေရှိတဲ့အဲ့လိုပဲတခြားနိုင်ငံကြီးအဖွဲ့အစည်းတွေပေါ့နော် energy ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေနော်။အဲ့ဒါတွေထုတ်ပြောမယ်ဆိုလဲသူတို့တွေကမကောင်းဘူးပေါ့လေနော်ဆက်ဆံရေးရှိတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါတွေထုတ်ပြောစရာလူပြီးရှင်းကြထုတ်ပြောစရာမလိုဘူးဒါပေမဲ့ကျွန်တော်တို့အချိန်မီအောင်လုပ်ရမယ်အခုလို့ ဈေးအခြေအနေတွေကျွန်တော်ကပြီးထားပြီးပြီးပြီးထားပြီးတဲ့အခါကျတော့ထိုင်းအာကအခြေအနေတွေအခက်ခဲတွေဘုံမပြည်သူတွေရဲ့လိုအပ်ချက်တွေကိုကျွန်တော်ကဒီအမေရိကန်အစိုးရကိုအပေးအယူနေရသူကလုံးကိုလုံးမပဲဆွေးကိုဆွေးနွေးမှာပဲဒီကိစ္စဒီထိုင်းအစိုးရခင်ဗျာအခုလောက်မဲ့ကိုယ်စိတ်လည်းအပွဲမှလည်းဒီခြေကိုဆွနေမယ်ဆိုတော့ရှီတန်းအမရောက်ပြီမယ်ဒီခြေလေးပါတယ်ဆိုတော့ကျွန်တော်ကတတိယရထားပြီးပြီပေါ့လေ။နောက်အဲ့ဒီဒီခါကျတော့သမ္မတဘယ်ဖြစ်ဖြစ်နိုင်ငံချောင်းရေးဝကြီးတွေကုတ်သွေးဝကြီးပဲဖြစ်ဖြစ် ပေါ့လေနော်ကျွန်တော်တို့အနေနဲ့ဒီလိုတွေအခက်အခဲရှိတဲ့ဒီကိစ္စတွေကိုမမေ့ဖို့အတွက်ဗမာနိုင်ငံသားတွေကူညီတဲ့အရာရအောင်အော်ဖီယာပေးပေးပါဆွေးနွေးပေးပါဆိုပြီးကျွန်တော်တို့ကအတော့ပို့လိုက်ရင်သူတို့ကဒီမှာအခုလောလောလန်လန်နွေးနွေးဖြေတဲ့ကိစ္စမှာဘယ်တော့မှမမေ့ဘူးအဲ့ဒါတွေထပ်ပြီးဆွေးနွေးမှာ ထက်ခွင့်အပေးယူလို့မှပေးချရပါလိမ့်နော်။ဒါကြောင့်ကျွန်တော်အနေနဲ့အချိန်မီအတုတ်ချနိုင်မဲ့အခွင့်အရေးကိုလုံတမ်းမဲ့ဆိုရင်ဒါအချိုးရှိတယ်ဆိုတော့ကျွန်တော်အကြံပေးတာအဲ့ဒါဖြည့်ဆည်းခြင်းတဲ့အတွေ့ကျွန်တော်တိုက်တော့ပါလိမ့်နော်။ဒါလည်းလောက်ဝဖြည့်မဲ့အနေထားရှိတယ်။ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလိုပြောပေးတဲ့အတွက်ဟုတ်ကဲ့ပါ ဒါတွေကတော့ဒီလက်တလော့ဖြစ်ပေါ်နေတဲ့ပထဝီနိုင်ငံရဲ့အခင်းကျင်းတွေပေါ်မှာမူတည်ပြီးတော့ဒါစက်ကောင်စီနဲ့အဆန့်ကျင်ဘက်မှာရပ်နေတဲ့ဒီမိုကရေစီအင်အားစုတွေအနေနဲ့ဒီသစ္စာရနိုင်ငံတွေအလိုက်ပေါ့နော်လက်တွေ့ကြကြဘာတွေချင်းကဆောင်ရွက်နိုင်မလဲဆိုတာကိုတွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်ဖြစ်ပြီးတဲ့ဆရာစတီဗင်ဆန်ကြီးကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်ကျမအမေမြတ်ကြီးပါ